တဲ့ဤဒီကယေရှုခရစ်တော်ဤဗျာဒိတ်တော်ဖြစ်၏ဤဗျာဒိတ်တော်သည်မကြာမီအတွင်းဖြစ်ပျက်ရမည်အရာများကိုမိမိအစီအပါတို့အားပြသရန် ခရစ်တော်၌ဖျားသခင် ပေးအပ်တော်မူသောအရာဖြစ်၏ခရစ်တော်သည်မိမိကောင်းကင်တမန်ကိုဆေလွတ်၍မိမိအစီအပါယောဟန်အားဤဗျာဒိတ်တော်အရေးအယံကို ဖော်ပြတော်မူ၏ယောဟန်သည်လည်းသူတွေ့မြင်သည်မသောဖျားသခင်ဤနှုတ်ကပတ်တော်နှင့်ယေရှုခရစ်တော်နှင့်ဆိုင်သည့်တက်တည်ခံချက်တို့ကိုတက်တည်ခံလေ၏အချိန်နီးကပ်ပြီဖြစ်၍ဤပရောဖက်ပြုဟောပြောသောစကားကိုဖတ်ကြားသောသူနှင့်ဤစကားကိုကြားနာ၍၎င်းတွင်ရေးထားသောအရာများကိုလိုက်နာဆောင့်ထိန်သောသူတို့သည် မင်္ဂလာရှိကြ၏ ငါယောဟန်သည်အာရှပြည်ရှိအသင်းတော်ခုနှစ်ပါးထံသို့စာရေးလိုက်ပါ၏ယခုရှိလျက်ယခင်ကလည်းရှိလျက်နောင်အခါကြွလာမည်အရှင်ထံမှ၎င်းပလင်တော်ရှိ၌ရှိသောဝိညာဉ်ခုနှစ်ပါးထံမှ၎င်းတစ္ဆာရှိသောတက်သည်တည်သောသူတို့ထဲမှအဦးဆုံးဖွားမြင်လာသူ ကဘာမြေကြီးရှင်ပြန်တို့ကိုအုတ်ချုပ်သူဖြစ်တော်မူသော ်ယေရှုခရစ်တော်ထံမှ၎င်းကျေးဇူးတော်နှင့်ညီသက်ချင်းသည်တင်တို့၌ရှိပါစေသောငါတို့ကိုချစ်တော်မူ၍မိမိသွေးတော်အားဖြင့်ငါတို့အပြစ်များမှငါတို့ကိုဖြေလွတ်ကာငါတို့အားနိုင်ငံတော်ဖြစ်စေလျက်မိမိခမည်းတော်ဖျားသခင်ရှေ့တော်၌ယေဘရိများဖြစ်စေတော်မူသောအရှင်၌ကဘာအဆက်ဆက်ဘုံသရီနှင့်တကိုးအရှင်အဟွာရှိပါစေသော ်အာမင်ကြည့်ရှုလောကိုရောသည်မိုးတိမ်များဖြင့်ကြွလာတော်မူ၏ထိုအခါကိုရောကိုထိုးပေါက်ခဲ့သူတို့မှစ၍လူအပေါင်းတို့သည်မိမိတို့မျက်စိဖြင့်ကိုရောကိုတွေ့မြင်ရကြလိမ့်မည်ကဘာမြေကြီးပေါ်ရှိလူမျိုးနွယ်စုအလုံးသည်ကိုရောကြောင့်ယင်ဘတ်စီတီးလျက်မိတန်းကြလိမ့်မည်မှန်ပေ၏အာမင်ယခုရှိလျက်ယခင်ကလည်းရှိလျက် နောင်အခါကြွလာမိအနန္တတကိုးနှင့် ပြည့်စုံတော်မူသောသာဝရအရှင်ဖရာသခင်ကငါသည်အာလဖာနှင့်အိုမီဂါဖြစ်၏ဟုမိတ်တော်မူ၏ယေရှု၌ဆင်းရဲဒုက္ခကို၎င်းနိုင်ငံတော်ကို၎င်းသီးခံခြင်းကို၎င်းတင်တို့နှင့်အတူမျှဝေခံစားသူဖြစ်သောတင်တို့၏ညီအကိုငါယောဟန်သည်ဖျားသခင်၏နှုတ်ကပတ်တော်နှင့် ်ယေရှုနှင့်ဆိုင်သောတက်တည်ခံချက်တို့ကြောင့်ပတ်မှုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။တခင်ဖျား၏နေတွင်ငါသည်ဝိညာဉ်တော်၌ရှိစဉ်တဘောကြီးအသံကဲ့သို့ကျဲလောင်သော အသံကိုငါနောက်၌ကြားရ၏။ထိုအသံကသင်မြင်ရသောအရာကိုစားဆောင်တွင်ရေးသား၍အေဖက်မြို့၊သမုရဏမြို့၊ပေရဂံမြို့၊တွာတိရမြို့၊ဒါတိမြို့ ဖီလဒေလဖိမျိုးနှင့်လောဒကိမျိုးတို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ပေးပို့လောဟုဆို၏ထိုအခါငါသည်ငါအာမွဲဆိုသောအတန်ပိုင်ရှင်ကို တွေးမြင်ရန်လှဲ့ကြည့်လိုက်၏ထိုသောလှဲ့ကြည့်လိုက်ရာ ရွှေစီမီကုံခုနှစ်ခုနှင့်ထိုစီမီကုံများအလေ၌ခြေပြားတိုင်အောင်ရောက်သောဝတ်ယုံကိုဝတ်ဆင်လျက်ရင်ပန်း၌ရွှေရင်စည်းကိုစီးထားသည့် လူသားနှင့်တူသောသူတဦးကိုငါမြင်ရ၏ထိုသူ၏ဥကောင်းနှင့်သပင်တို့သည် ဖြူသောသုံးမွေးကဲ့သို့၎င်းနှင်းပွင့်ကဲ့သို့၎င်းဖြူ၍သူ၏မျက်စိတို့သည်မီးလျံကဲ့သို့ဖြစ်ကြ၏သူ၏ခြေတို့သည်နီးပြင်းဖို့တွင် ချွတ်၍တန့်စင်ထားသည့်တောက်ပသောကြေးဝါနှင့်တူ၍သူ၏အတန်သည်များစွာသော ရေဟုန်၏အတန်ကဲ့သို့ဖြစ်၏ သူဤလက်ရလက်တွင်ကျဲခုနှလုံးရှိ၍အသွားနှစ်ဖက်ပါသည်ထက်သောတန်လျက်သည်သူဤကရင်တွဲမှထွက်နေ၏သူဤမျက်နာသည်မိမိအရှိန်အဝါဖြင့်ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏ငါသည်ထိုသူကိုမြင်ရသောအခါသူဤခြေရင်း၌လဲကျ၍လူသေးကဲ့သို့ဖြစ်၏ထိုအခါသူသည်ငါပေါ်၌သူဤလက်ရလက်ကိုတင်လျက် မကြောက်နှင့်ငါသည်အဥဆုံးနှင့် နောက်ဆုံးဖြစ်၏အသက်ရှင်သောသူလည်းဖြစ်၏ငါသည်တည်ခဲ့၏သို့သောကြည့်ရှုလောငါသည် ကဘာအဆက်ဆက်အသက်ရှင်လည်းရှိ၏တည်ခြင်းနှင့်မရဏနိုင်ငံတို့ဤတော့များကိုလည်းငါကင်ထား၏ထို့ကြောင့်သင်မြင်ခဲ့ရသောအရာများယခုဖြစ်နေသော အရာများနှင့်နောင်တွင်ဖြစ်ပျက်တော်မူအရာများကို ရေးထားတော့ငါဤလက်ရလက်တွင်တင်မြင်ရသော ကျဲခုနှလုံးနှင့်ရွှေစီမိကုံ ခုနှစ်ခုတို့ဤလျှို့ဝဲနဲ့နဲသောအတိတ်ပင်မှာ ကျဲခုနှလုံးသည် အသင်းတော်ခုနှစ်ပါးဤစေတမန်များဖြစ်ကြပြီးစီမိကုံခုနှစ်ခုသည် အသင်းတော်ခုနှစ်ပါးဖြစ်ကြ၏